အရင်တော့လည်းမအံ့အောင်သူတို့နှစ်ယောက်ကပြောနေကြတာလေကြာပြီဆိုတော့လေမဟုတ်မှဝယ်စိတ်ပူပါလားသူများတော့ပြောပြီးမှမဟုတ်ဘူးအကိုငယ်ရပဲဖြစ်ဖြစ်သားငယ်ရတခြားတယောက်ကိုယူသွားမျိုးပဲဖြစ်ဖြစ်စင်စင်ကတခြားတယောက်ကိုယူလာမျိုးပဲဖြစ်ဖြစ်အဲ့လိုမျိုးဖြစ်မှာပဲစိတ်ပူပါလားအဲ့တော့သူတို့နှစ်ယောက်ထတ်တူကြတယ်ဆိုတော့မအကြီးတို့ကပုံပြီးဝမ်းသာအားရခြေနဲ့ပီတိဖြစ်ရတာပေါ့စင်စင်က လင်းလေးလီမာတွေရင်လင်းကြီးချက်တယ်ဆိုတော့သူကသူစီစဏာများပါတယ်။အာကြီးတို့ကဘီနာနေပြီးဝိုင်းပြီးတော့အမတွေအနေနဲ့ဘီနာမတက်ရက်ပေးနေကြတာပေါ့။အဲ့တော့ကိုကိုညမကလည်းအမတွေဘီနာမတက်ရက်ပေးတာနဲ့တင်သူကအားရရှိတယ်။သူကပျော်လှတယ်။အဲ့လောက်ပါပဲ။ဒီစင်ကခလေးလိုပဲ။အခုတုန်းကလည်းအမတွေကိုအဲ့လိုကပ်ပြီးချွဲနေကြ။သူကအဲ့လိုမျိုးအဲစင်နေမဟုတ်ဘူးဒီတရားလည်းအဲ့လိုပဲကပ်ပြီးချွဲနေကြ။အဲ့ဒါနဲ့မကသေးဘူးသူတို့ရဲ့အမကြီးစူးမျက်နှာတော့ကိုတဲ့တွင်ကလေးဖြစ်သွားစကားတွေပါမပြီးတော့။မင်္ဂလာပါ။အော်ဖီရှယ်ချက်ပြပေးရခြင်းပါ။ တို့တို့ဖြစ်တာတွေပြုလာတယ် message ဆက်လို့ဆိုတာအရင်ဖြစ်ကြတာတော့ဒါမျိုးပြောတော့ဘူးချင်းကဘူးပေါ့နော် PT ဖြစ်တာပေါ့ဘာကြီးတို့ကငကိုတွေကချက်ပြီးသားလေအညီကိုညီမကတော့ပြောဝယ်ရမှရှိပေါ့ကိုညီမဆိုမဲ့ကိုသမီးလိုဖြစ်နေတယ်ချက်ပြီးသားဒါဟိဝင်ရန်လေးနဲ့ပတ်သက်လာတဲ့အခါမှာတော့အော်ကလေးကိုလည်းစရီကချက်ပြီးသားဖြစ်တဲ့အတွက်ကိုရဲ့ဆွေမျိုးအုပ်စုထဲမှာကလေးတယောက်တိုးလာတဲ့အတွက်ဘာကြီးကတော့အမြဲကုန်ယူပါတယ်အဲ့အဲ့အတွက်ကြည်လဲကျင့်ထားရပါတယ် ောင်းလဲဝန်သားတဲ့ပီတိလည်းဖြစ်မိတယ်သူတို့နှစ်ယောက်ကတကယ်ကိုနေနဲ့လရွှေနဲ့မြပါပဲကျင့်တတ်တော်ပေါ့ကိုညီမကိုချစ်ပြီးတဲ့အတွက်အဓိကတော့သူတို့နှစ်ယောက်ပါပဲအဓိကအစိုးပြေးလေးပြောတယ်ဆိုရင်မာကြီးတို့ကစိတ်ချမ်းသာလာပါပဲဒါကိုညီမကိုယောက်ျားယူမယ်လို့တော့မထင်ထားဘူးအော်သူ့အမေပြောသမီးယောက်ျားယူမှာမယူတော့ဘူးမာကြီးပဲပြောတယ်လေသမီးကိုတယောက်တည်းတောက်ပါဆိုဒီဟုတ်ပါတယ်ငါပြောမိပါတယ်ယူတော့ဆိုလဲပြီးတော့ပေါ့အော်ယူမယ်ဆိုတော့ ိုရီးယားကိုရီးညီမတွေအကုန်က surprise ဖြစ်ရတယ်ဟဲ့တကယ်ယူတော့မလားဆိုဒီတီဆိုပြောဘာကြီး तू ကယောက်ျားယူတော့မယ်လေအေးဟုတ်တယ်ခါလဲမယုံနိုင်လောက်အောင်ပဲဒါပဲလိန်မာတဲ့ညီမဆိုတော့ तू သိတယ်နေထိုင်ပြီးတဲ့အတွက်ဘာကြီးတို့တော့မရိပ်မိဘူးအရင်တော့လည်းမအံ့အောင်သူတို့နှစ်ယောက်ကပြောနေကြတာလေကြာပြီဆိုတော့လေမဟုတ်မှဝယ်စိတ်ပူပါလားသူများတော့ပြောပြီးမှမဟုတ်ဘူးအကိုငယ်ရပဲဖြစ်ဖြစ်သားငယ်ရတရားချားတရားကိုယူသွားမျိုးပဲဖြစ်ဖြစ်ဇင်းစင်းကတရားတရားကိုယူတာမျိုးပဲဖြစ်ဖြစ် ဲ့လိုမျိုးဖြစ်မှာပဲစိတ်ပူရတာအဲ့တော့သူတို့နှစ်ယောက်ထပ်တူကြရဲဆိုတော့မကြီးတို့ကပုံမှန်ဝမ်းသာအားရဂျင်းနဲ့ပီတီဖြစ်ရတာပေါ့ဘာမှတော့ထူထူလုံးဆရာတော့မရှိပါဘူးစင်စင်က လင်းလေးလီမာတွေရင်လင်းရင်ချက်တွေဆိုတော့သူ့ဟာသူစီစံတာများပါတယ်။အားကြီးတို့ကဘီနာနေပြီးဝိုင်းပြီးတော့အမားတွေအနေနဲ့ဘီနာမတက်ရက်ပေးနေကြတာပေါ့။အဲကိုကိုညီမကလည်းအမားတွေဘီနာမတက်ရက်ပေးတာနဲ့တင်သူကအားရရှိနေသူကပျော်လှတယ်။အဲ့လောက်ပါပဲ။ဟုတ်တယ်ဟုတ်တယ်စစင်ကခလေးလိုပဲ။အခုတုန်းကလည်းအမားတွေကိုအဲ့လိုကပ်ပြီးချွဲနေကြ။သူကအဲ့လိုမျိုးအဲစစင်နေမဟုတ်ဘူးဒီတီကလည်းအဲ့လိုပဲကပ်ပြီးချွဲနေကြ။အဲ့ဒါနေမကသေးဘူးသူတို့ရဲ့အမားကြီးစိုးမြတ်နေတာတော့ကိုတန်းတွင်ကလေးဖြစ်သွားစကားတွေပါမပြီးတော့။ မကြီးလေညီမတွေကိုတခါမှမစူသူတို့ရဲ့လောရက်တီနဲ့ပတ်သက်ပြီးမကြီးအကောင်းဘက်ကပဲမြင်ပေးတယ်။မှားနေတယ်ဆိုရင်တော့မမကြီးကဒီလိုလေးလုပ်ရင်ကောင်းမယ်လို့ပဲမကြီးကပြောခဲ့တာ။ဒါပေမဲ့ညီမတွေကလည်းအမှားကင်းပါတယ်။အဲတချို့သောကိစ္စလေးတွေသူတို့နဲ့ personal နဲ့ပတ်သက်တဲ့ကိစ္စလေးတွေကြတော့လေမကြီးအနေနဲ့တချို့ဟာတွေကဝင်ဆွက်လို့မရတာတွေကအများကြီးပေါ့။ဒါပေမဲ့သူတို့မှအသိဉာဏ်ရှိပါတယ်။မနေ့ကကြတာရောဘယ်လို personal နဲ့တွေ့ရအောင်။ညစာမှာပုံမှန်ပါပဲ။ဒါပေမဲ့ငါပုံမှန်လဲလှတာ။ အမှန်တိုင်းပြောရရင်တော့တပတ်နှစ်ပတ်တွင်တော့မတိတာဘူးတလလောက်နေရင်တိတာတယ်ဒါပေမဲ့မိုင်းပြောတာ join နဲ့စားတယ်ဆိုတာလည်းလေအဲ့လိုခဏဖြုတ်စားလို့တော့မရဘူးဒါကတော့ join ရမှာမဟုတ်ဘူးဘယ်အရာနဲ့မှမဆိုပါတလလောက်နေပြီးအဲ့ဒီ join ရကျွေးတဲ့အစားအစာလေးကိုတိတိချာချာလေးစီကန်းလေးတကြလိုက်နာပြီးတော့သူတို့ကျွေးတာလေးပဲစားတလလောက်နေတေချာပေါ့ဝိတ်ကြဘယ်နည်း10ပေါင်နဲ့15ပေါင်ကြာကြာအဲ့ဒါပဲစားမှရမှာနော်တခြားကတော့ဟိုကလေးတွေးလို့ကောက်စားလိုက်မယ်လို့ဒီကလေးတွေးလို့ကောက်စားလိုက်မယ်လို့မရဘူး မာကြီးကတော့အဲ့လိုလေးတွေသွားတယ်ပြီးတော့မာကြီးကတက်နိုင်တဲ့လောက်လေ fasting လေးလေးလုပ်တယ်အဲ fasting လုပ်တယ်ဆိုတာတပတ်ကိုအ ਨੇ ဆုံးတော့အဲ့ဒီ၄ရက်လောက်တော့လုပ်တယ်ဟိုတချို့နေ့တွေကျတော့မာကြီး breakfast စားတယ်ဒါပေမဲ့အဲ့လိုတပတ်ကို၄ရက်လောက်ကတော့မာကြီး breakfast ကိုလွတ်ပေးလိုက်တယ်အဲ့တော့မာကြီးအသက်ရွယ်ရမနေ့ပိုင်း breakfast မစားဘူးဆိုရင်ညံမကောင်းဘူးပြောကြလို့အဲ့အကြောင်းကိုညံမကောင်းလို့ကလည်းမဖြစ်သေးဘူး ကိုက dialogue တွေကြက်နေရတော့လေအဲအဲ့လိုလေးလောက်ပါတယ်ဘွားနေရလူတွေဝေချခြင်းတဲ့လူတွေလည်းလှပါတယ်တကယ်တမ်းကြာလေတချို့ဆိုဝဝလေးတွေကိုလှနေကြပါတယ်ဒါပေမဲ့မအီးရအကြံပေးချင်တာကတော့ဝေချခြင်းအဖြစ်ကိုယ့်ရဲ့ကျမ်းမာရေးကိုအများကြီးထောက်ကူပြုတယ်အကျမ်းမာစီတဲ့အဓိကမအီးတို့လူရဲလူဖြစ်လိုက်ကိုကိုကိုကျမ်းမာအောင်နေမှကျမ်းမာမှကိုလှုပ်ခြင်းနဲ့ဇီဝရေးပဲဖြစ်ဖြစ်ဘာပဲဘာမဆိုပေါ့ဒါတွေအလုံးကကျမ်းမာမှအလုပ်လုပ်နိုင်မှာအဲ့တော့မအီးကတော့ကျမ်းမာရေးကိုနံပါတ်1ဦးစားပေးတဲ့အတွက် အဝေးချတာလေးကိုလည်းစနစ်ကျလုပ်ကြည့်ပါရစေ။ကိုကိုတိုင်းလက်တွေကျကျလုပ်ခဲ့တဲ့အလုပ်ရဖြစ်တဲ့အတွက်ဘာတဲ့မမလေးညီမလေးတွေသမီးလေးတွေစိတ်ထမကြပါနဲ့။မကြီးတူမလေးလည်းအများကြီးပိန်သွားပါရစေ။အဲဒါလေးကိုကြည့်ပြီးမူတည်ယူပါ။မကြီးကတော့အားပေးပါရစေ။ဘာပဲမယ်လဲလှကြပါရစေ။ဒါပေမဲ့လည်းပိန်သွားတော့ကိုလှတာပေါ့လို့။ရှင်းတဲ့မှုတွေရှိလားဆိုတော့อืมအရင်ကြီးတော့လည်းမကြီးตายာပြီးတော့မနေပါဘူး။ဒါပေမဲ့လည်းပိန်သွားတဲ့အတွက်ဝတ်စားလေးတွေဝတ်လို့ကောင်းတာပေါ့နော်။အဲအဲ့လိုမျိုးလေးတွေပေါ့။အဲ့ဒါလေးတော့ရှိပါရစေ။ဒါပေမဲ့လည်းမကြီးကတရုတ်ဆောင်တယောက်ဖြစ်နေတဲ့အတွက် လှမှုတော့လိုသေးတယ်လေဟုတ်ပြီလားမအကြီးရမ်းဝနေတဲ့အချိန်မှာတော့ပြည်သက်ကမအကြီးကိုချစ်ပေးနေသေးတာအဲ့တော့ပြင်သွားတဲ့အခါမှာလည်းသူတို့ချစ်လိမ့်မယ်လို့မအကြီးယုံကြည်ပါတယ်အဲ့အတွက်လည်းမအကြီးဝနေတဲ့ကာလဒီမှာချစ်ပေးခဲ့ကြတဲ့အတွက်မအကြီးပြည်သက်ကိုတအားကိုကျေးဇူးတင်ပါတယ်အဲ့ကျေးဇူးမမေ့ပါဘူးအဲ့တော့မအကြီးအမြဲလက်တွဲနေမှာဖြစ်တဲ့ join တွေပြည်သက်ဒီအားလုံးလည်းဆုတောင်းပေးကြပါ join ဒီတဲ့မကရေရှည်တည်တက်နိုင်ပါစေစားကောင်းတောက်ကောင်းကြီးအများကြီးဖန်တီးနိုင်ပါစေလို့မအကြီးဒီနေ့ကနေဆုတောင်းပေးပါတယ်